ပင်လနာသာသမီကျွန်တော်မိစင်များအားလုံးမင်္ဂလာပါတဲရကကျွန်မတလားစာ2025ခုနှစ်နှစ်ကုန်ဖြစ်တဲ့ဒီဇင်ဘာလအတွက်ကိုပြောပြပေးလို့ပြောတော့မှာဖြစ်ပါတယ် ပါတဲ့တော့စနေချနဲ့ကျွန်တော်ကျွန်တော်လာတာပြီရအတွက်စတင်ပြီးတော့ဟောပြပေးတတ်မှာဖြစ်ပါတယ်ဒီဇင်ဘာလအတွက်ပထမဆုံးလက်ရှိအခြေအနေကျွန်တော်ရင်းများနဲ့ပတ်သက်ပြီးတော့လက်ရှိအခြေအနေမှာကျရနာလေးတွေနဲ့ရေဆိုင်ကြုံတွေ့ရတတ်တယ်နော် အဲ့တော့ပွင့်ချီလန်းကောင်းဖို့လိုတယ်ဒီစန္ဒလာဘာတဲ့မှာကိုယ့်ရဲ့လုံမှုကြင်မှုတွေပြောရေးဆိုရေးတွေစရကြပေါ့နော်လုပ်ငန်းကံကံနဲ့ပတ်သက်ပြီးတဲ့ကိစ္စနောက်ဟိုကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာဖွဲ့အဖွဲ့တွေနဲ့ပတ်သက်ပြီးအုပ်စုတွေနဲ့ပတ်သက်တဲ့ကိစ္စတွေနဲ့ပတ်သက်လို့ရှင်ဟောပြိပကဖြစ်တတ်တယ်ပြည်နာဖြစ်တတ်တယ်နောက်အမှုခင်းလေးတွေနဲ့ပတ်သက်ပြီးတော့ကြုံတွေ့ရတတ်တယ်ပြည်နာတာသမီများအနေနဲ့ပေါ့နော်အဲ့တော့ တိဝိရိယနဲ့လုပ်ငန်းလုပ်ဖို့ဆောင်ရွက်ဖို့ကြံပေးလိုပါတယ်။အာလက်ရှိမှာမတော်တဲ့နေရာမလုပ်တဲ့နေရာเนาะဒီမွန်စာမျိုးတွေတွန်းတတ်တယ်ပေါ့အရိကပဇနာပေါ့เนาะအာနောက်တစ်ခုဒီမမြင်နိုင်တဲ့အရာရောမြင်နိုင်တဲ့အရာကအတိုက်ကနောက်ရက်ကလေးတွန်းတတ်တယ်လို့ပြောချင်ပါတယ်เนาะတက်ပဲဆိုတော့ကပ်ကြလေးဖြစ်ပါတယ်ထောက်ချတဲ့တစီကပ်ဆိုတော့ကပ်ဖြစ်တယ်เนาะအာလက်ရှိသနလာတာသမီများအတွက်သနလာပိုင်းရဲ့အဖွင့်ကပ်ပြဖြစ်ပါတယ် ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးမှဖြစ်ပါတယ်။ဥစ္စာပစ္စည်းတွေကထွက်တဲ့ပစ္စည်း၊ရည်ရထားတဲ့ပစ္စည်းတွေ၊ဝယ်မဲ့စီမံထားတဲ့ပစ္စည်းတွေအကျိုးပေးအောင်မြင်မှဖြစ်တယ်၊ရှားလာမှဖြစ်တယ်။ဥစ္စာပစ္စည်းကံကြမ္မာတွေကောင်းတယ်။အဲ့ဒါကတော့တမ်ပရက်ဆိုတဲ့ကပ္ပရှိခွက်နှစ်ခွက်နှစ်ခွက်ကပ္ပဖြစ်တယ်။အဲ့တော့ဥစ္စာပစ္စည်းနဲ့ပတ်သက်လို့ရှင်အောင်မြင်မှုရမယ်၊အစီအမံမယ်၊အကျိုးပေးမယ်လို့ပြောချင်ပါတယ်နော်။ဥစ္စာပစ္စည်းရရှိအဲ့ကပ္ပရကြီးကောင်းပါလေ။ မိတ်ဆွေပေါင်းနေတဲ့ပတ်သက်ပြီးတော့ခေါ်ပြပေးတတ်မှာဖြစ်ပါတယ်မိတ်ဆွေပေါင်းနေတဲ့မိတ်ဆွေပေါင်းနေတဲ့ပတ်သက်တဲ့ကိစ္စရပ်တွေလည်းကောင်းပါတယ်မိတ်ဆွေနဲ့ပတ်သက်ပြီးတော့ကိုညီမဲတို့တွေပေါ်ပေါ်လာမယ်အဝေးရောအနေရောပေါ့နော်နောက်ကိုရဲ့အခက်အခဲဖြစ်လို့ရှင်လည်းအကြံပေးမယ်အကြံပေးမယ်နော်နောက်တဲတဲ့ဝင်လူကလည်းကိုညီမဲကိစ္စရပ်တွေဆိုရင်လည်းကိုညီပေးမယ်အာဒီပုံစံမျိုးပေါ့နော်အဲ့တော့မိတ်ဆွေပေါင်းနေရောကောင်းလာဆိုလို့ရှင်မိတ်ဆွေပေါင်းနေကင်းကြီးကောင်းပါတယ် တော့ justice ကပြပေါ့နော်တရားတော်ကြီးဆိုတဲ့ကပြဖြစ်တဲ့အတွက်မိစေပေါင်းနဲ့လည်းကိုကြီးမဆမှုပေါ်ပါမယ်ပေါ်ပါမယ်နော်အလုတ်ကင်နဲ့ပတ်သက်ပြီးရောဟောပြောပေးတဲ့မှာဖြစ်ပါတယ်။လုပ်ငန်းမှာတော့နည်းနည်းရုပ်တရက်ပေါ့နော်။လုပ်ငန်းမှာအနောက်ရှက်ဝန်ထမ်းလေးတွေကျွမ်းတက်တယ်။အဲလုပ်ငန်းနဲ့ပတ်သက်ပြီးရောအနောက်ရှက်ဝန်ထမ်းလေးကျွမ်းတက်တဲ့အဲ3ထား3ထားဖို့လိုအပ်တယ်ပေါ့နော်။အဲဒါကိုယ်ကြီးကဲဒုက္ခပိတတ်တယ် ကိုအိမ်မှာလည်းကိုယ်ကြီးခဲ့သူနဲ့ပတ်သက်လို့ချင်းအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့နော်နောက်ဆက်လေဒီဂျုံရတတာနောက်ဆက်လေဒီဆိုတာကကိုယ်လုပ်ငန်းမှာပြိပင်းတာလုပ်ငန်းနဲ့ပတ်သက်ပြီးအဆင်ပြေမှုတွေများတာလုပ်ငန်းမှာလုပ်လုပ်ရကံ၍မရတဲ့အနေထားမျိုးဒေးချက်ညံ့နန်ချက်ဒေးချက်နန်ချက်ပုံစံမျိုးဖြစ်တတ်တာပေါ့နော်အဲအလုတ်ကိုင်းနဲ့ပတ်သက်လို့ချင်းဒေးချက်ညံ့ချက်ဂျုံရတတဲ့အဲ့တော့ဘာပဲလုပ်လို့ဘွားကိုလုပ်ငန်းလုပ်တတ်မဲ့သီးဒေးဒေးထားပြီးတော့ ရေးထားပြီးတော့အလုပ်လေးလုပ်ပါလို့လုပ်ငန်းအနေနဲ့ပတ်သက်ပြီးတော့ရှင်းကျင်တော့ပြောကြားလိုပါတယ်နော်ဟောပေးလိုပါတယ်အဲဒီကပ်ပြားလေးကတက်ဆိုတဲ့ကပ်ပြားလေးဖြစ်နေလို့ပါပဲနော်အဲဒါတက်ဆိုတဲ့ကပ်ပြားလေးဖြစ်လို့အနောက်ချက်တွေဝင်တတ်တယ်လို့ပြောချင်ပါတယ်နော်သာသမီအောက်လက်ငရတာနဲ့ပတ်သက်ပြီးတော့ဟောပြောပေးမှဖြစ်ပါတယ်သာသမီအောက်လက်ငရတာကိစ္စရပ်တွေကောင်းတယ်နော်အဲ့တော့တာသမီကိစ္စလေးလည်းကောင်းတယ်အောက်လက်ငယ်ရာရည်နဲ့ပတ်သက်ပြီးလည်းကောင်းတယ်အဲ့တော့ ဟိုအခက်အခဲဖြစ်မဲ့ကိစ္စတွေမှာလည်းတချို့ကသာသမီအောက်လက်ငယ်တိုင်းနဲ့ပတ်သက်ပြီးအခက်အခဲမဖြစ်ဘဲနဲ့ပြည်လျာပြည်တဲ့ကြောင်းအေးရအေးကြောင်းဆိုတဲ့အနေအထားမျိုးတွေဖြစ်ပေါ်လာမယ်စိစက်ကြောင်းလာညှိနှိုင်းပြောဆိုရေးကိစ္စရပ်တွေမှာလည်းအောင်မြင်မယ်နော်ဒါသာသမီအောက်လက်ငယ်တိုင်းနဲ့ပတ်သက်ပြီးတော့နော်အဲဒါဘာပဲပြောပြောကပ်ပြားလေးရတော့မချက်ရှင်းဆိုတဲ့ကပ်ပြားဖြစ်ပါတယ်ဝိစာကကလေးဖြစ်ပါတယ်နော် အတိုက်ကနောက်ဆက်နေတဲ့ပတ်သက်ပြီးတော့ရှိမရှိဆိုတာဟောပြောပေးမှာဖြစ်ပါတယ်။အတိုက်ကနောက်ဆက်တွေမရှိဘူးအတိုက်ကနောက်ဆက်တွေကမရှိဘူးเนาะအဲ့တော့ဘာဝရဲ့စိန်ခေါ်မှုဘာဝရဲ့ရုပ်တရက်ကာလရီမှာသောသောသာသမိကပ်ပြားကိုဥပမာပြောပေးပြောမှာဆိုရင်ကိုကမိဘတွေကြီးကဲသူတွေအနေနဲ့เนาะသာသမိအောက်လက်ခရိုင်နဲ့ပတ်သက်ပြီးရောမဆွမ်းဆောင်နေတော့မှာပဲတဘာဝရဆွမ်းဆောင်နိုင်ပြီးလိမ့်မယ်အကူညီကအဆောက်အအုံတွေက ို့အလိုတို့ဖြစ်ပေါ်လာမှာဖြစ်တယ်ဒါကိုပြောချင်ပြတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်တရင်လာသာသမီနဲ့ပတ်သက်ပြီးတော့အထက်ကအနောက်ဆက်နဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်လည်းနောက်ဆက်မရှိဘူးရံဖြစ်နေတဲ့လူတွေပြန်ခေါ်မယ်မုန်းနေတဲ့လူကပြန်ချစ်လာမယ်ဆိုတဲ့အကိန်းပြောမှဖြစ်ပါတယ်နော်အဲ့တော့ကွဲကွာနေတဲ့လူတွေဆိုလို့ရှိရင်ပြန်လည်းရောက်လာမယ်ဆိုတဲ့နမိတ်လို့ပြောမှဖြစ်ပါတယ်နော်အဲ့တော့ကပြားလေးကတော့ ထက်ချမန်ဆိုတဲ့နမိတ်ကပြလေးဖြစ်ပါတယ်အဲ့ဒါကရှင်ပြန်ထမြောက်တေရောသူပြည့်စုံတဲ့နမိတ်ဖြစ်ပါတယ်နော်အဲ့ဒါရှင်ဆိုတာမရှိပါဘူးတဲ့နတ်လတ္တသာသမီနဲ့ပတ်သက်ပြီးတော့အခြေအိန်တော်ရင်နဲ့ပတ်သက်ပြီးဟောပြောပေးမှဖြစ်ပါတယ်အခြေအိန်တော်ရင်မှာ အခြေရင်မှာအမျိုးသမီးနော်ဝင်နှောက်ဆက်တယ်ကြည့်ကြပါစို့နော်ရှိသူကြီးစားတွဲတွဲစုံတွဲအဲ့ဒီစုံတွဲမှာဒီစုံတွဲကိုတက်ပြသွားအောင်တူရံလည်းဝင်ပါတာလည်းမဟုတ်ဘူးအမြင်ကတော့ ကွဲစီခြင်းလို့စန္ဒနဲ့ပြပြတ်သွားအောင်အနေထားမျိုးတွေလောက်တာတတ်တယ်နော်အဲ့ဒါကမမြင်နိုင်တဲ့ပြဉ္ဉာရက်တွေအဲစသဖြင့်မလုတ်တဲ့မလုတ်ထိုက်တိုင်းနဲ့အကြောင်းကိစ္စတွေနဲ့အဲဆောင်ရွက်ထားတွေဒါမျိုးတွေအခြေအနေပတ်သက်ပြီးလို့ရှင်မိမနောက်ရက်ပေါ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 တတ်တယ်လို့ပြောမှဖြစ်ပါလေနော်ဒါချီအိမ်တော်ကြီးနဲ့ပတ်သက်လို့ရှင်အိမ်တော်ကြီးမှာ အိမ်တော်ကြီးပြူကွဲအောင်အိမ်တော်ကြီးပြက်အောင်နော်ပြူစားစီရဲ့နောက်ရက်တဲ့အနေထားမျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့နော်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့တမိုင်းညအောင်ជីវွားကြီးပြက်အောင်အိုက်ပေါ်စားမျိုးတွေမမြင်နိုင်တဲ့အရာတွေပေါ့နော် အမျိုးသမီးအနောက်ရက်တွေပေါ်ပေါ်တတ်ပါတယ်အဲ့ဒါကသူရဲ့ကပ်ပြားပေါ့နော်စထရိုက်ဆိုတဲ့ကပ်ပြားလေးဖြစ်ပါတယ်သူကခွန်အားလို့လည်းခေါ်တယ်စွာရှင်လို့လည်းခေါ်ပါတယ်ပေါ့နော်အဲ့တော့မိမနောက်ဆက်ကြီးကြုံရတတ်တယ်ဘာပဲလို့လို့ကိုယ့်ရဲ့ ဒီဟိုမှာအိမ်တော်ရင်းနဲ့ပတ်သက်တာလေးတွေဒေတာမှာဖြစ်ပါတယ်အခြေရတော့နည်းနည်းလေးဟို꽌မလို့꽌မလို့ဆိုတဲ့အနေအထားမျိုးဖြစ်ပြီးတော့အိမ်တော်ရင်းမှာကျမရဲ့ညံ့အောင်အိမ်တော်ရင်း꽌ရအောင်စီးပွားရေးမှာငွေကုန်ကြေးချဖြစ်အောင်ဒါမျိုးလေးတွေဘေးရဲ့အတိုက်ခိုက်ကျုံတတ်တယ်လို့ကျွန်တော်အနေနဲ့ဟောပြောပေးလိုက်ခြင်းဖြစ်ပါတယ်နော်တမိုင်းနဲ့ပတ်သက်ပြီးတော့ဟောပြောပေးသွားမှာဖြစ်ပါရဲ့တမိုင်းလေးတွေနဲ့ပတ်သက်ပြီးတော့ ဒါတွေတို့တဘာဝဗိဒ္ဒံတွေအနေငယ်ကျွမ်းတတ်တယ်။ဒါပေမဲ့ဒါရတော့ကြော်လာတာမှဖြစ်တယ်။စက်မရကောင်းလာမှဖြစ်တယ်။အမှန်တော့ကျမရတော့ရှိတယ်ပေါ့။ဒါပေမဲ့စူဝါစာမဟုတ်ပဲနဲ့အဲ့ကျမရကောင်းလာမှဖြစ်တယ်။စူစူဝါဝါဒုက္ခပေးမဲ့အနေထားမျိုးမရှိဘူးပေါ့နော်။အဲ့တော့စိုးရိမ်စာမရှိဘူးပူပင်စရာမလိုဘူး။ကပ်ပြားလေးရတော့တခြားလို့ဆိုလဲကပ်ပေါ့နော်အတိုက်ခံဖြစ်ပြီးတော့အောင်မြင်တဲ့ကပ်ပြားလို့အဓိပ္ပာယ်ရပါတယ်။ဘာရာရင်နဲ့ပတ်သက်ပြီးတော့ဟောပြောပြမှာဖြစ်ပါတယ်။ဒက်စတာဆိုတဲ့ကပ်ပြားဖြစ်တယ် တက်စရာဆိုတာဒူဝင်ကျဲနော်လင်းလက်တဲ့ကျဲဗရာကြီးလှုပ်ထားမယ်ဆိုလို့ရှင်ကိုယ့်ရဲ့လူငယ်ကိစ္စရောအိမ်တော်ကြီးကိစ္စရောစီးပွားကိစ္စရောကျမိုက်ကိစ္စရောဘက်ဆုံးကောင်းတယ်အဲ့လိုလှုပ်ထားမယ်ဆိုရင်အိမ်မှာစုစုစည်စည်တဲ့အိမ်မှာအေးချမ်းမယ်ငြိမ်းချမ်းမယ်တာယာမယ်ပြောရှင်မယ်ဆိုတဲ့နိမိတ်ဒီရှာရှိမှခန်းစားမှဖြစ်ပါတယ်နော်အဲ့တော့ဓမ္မရင်နဲ့အငင်းချမှုနဲ့ပတ်သက်တဲ့ဗာရာကြီးနဲ့ပတ်သက်တဲ့ကပြကတက်စတာဆိုရဲကပြဖြစ်ပါတယ်နောက်တစ်ခုက ကံကြမ္မာနဲ့ပတ်သက်ပြီးဟောပြောပေးပါဖြစ်ပါတယ်။ကံကြမ္မာနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်လည်းသူကဒီဝါကြတယ်ပေါ့နော်။ Empress ဆိုတဲ့ကပ္ပားလေးလို့ပြောကပ္ပားလေးဖြစ်ပါတယ်။ဘယမကပ်ပေါ့အရိကပဒနာပေါ့နော်။အဲ့တော့ဘယမကပ်ဖြစ်တဲ့အတွက်အမျိုးသမီးကုညီမဆောက်ဘောပေါပေါ့မယ်။အင်္ဂါသားသမီးနဲ့ပတ်သက်ပြီးလည်းကုညီမဆောက်ဘောမယ်။အရိကပဒနာနော်။အဲ့တော့ကံကြမ္မာကိုယ့်ဘက်ကိုကောင်းတော်ကောင်းတော်စီစဉ် ကောင်းတော်ရဲ့ရလက်သိချမ်းသာမှုပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ခန်းစားမှဖြစ်ပါလေနော်ဒီကပ္ပရားလေးကဒီ Everest ဆိုတဲ့ကပ္ပရားလေးကအောင်မြင်မှုတွေကံကြမ္မာတွေဒီလာတူောက်မယ်စီဝိုင်းတုတ်တက်မယ်စီဝိုင်းမှာအချိန်ကြီးကောင်းမယ်အခွင့်ကောင်းခွန်ကံကောင်းနော်အခွန်ထူးဒါကြီးလည်းရရှိမယ်ဝန်တာဆရာသင်းစကားကြီးကြားမယ်ဆက်ပစီနဲ့ပတ်သက်တဲ့ကိစ္စတွေချုပ်ပေးမယ် ဒါဒါဒါတို့တို့ရှိပါတယ်ဒီကံကြမ္မာတဲတော့ကံကြမ္မာကတဏှာတာပြိမြတ်တွေနော်ကံရန်ကောင်းပါတယ်လို့ဟောပြောပြလို့ပါတယ်လက်လာပါနဲ့ပတ်သက်ပြီးတော့ဟောပြောပြမှဖြစ်ပါတယ်ဝိကံလေးတွေရတော့သုံးချကြတယ်များမယ်ရုပ်ဟွာဝင်ငွေတွေជីវကံနေကောင်းတာမှန်တယ်ဒါပေမဲ့ငွေနဲ့ပတ်သက်ပြီးတော့ကျုပ်တို့ရဲ့ငွေပုံကြေးကြဖြစ်သွားတာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေဟွာပေါ့နော် ိုမထင်မှတ်တဲ့ပြည်စည်းဆုံးရှုံးမှုတွေကြုံရတတ်တယ်။ဥမာအဆောက်အဆောက်ဦးတွေနဲ့ပတ်သက်တာဆိုရင်ရုပ်တရက်ပြန်လဲရတာဆင်လဲရတာမီလီယာဆင်နဲ့ပတ်သက်ပြီးတော့ပြန်လဲရဆင်လဲရတာအဲ့အတွက်ငွေကုန်ကြေးကျဖြစ်သွားတာဒါမျိုးကြောင့်ငွေကြေးနဲ့ပတ်သက်ပြီးငွေကုန်ကြေးကျများတတ်တယ်နော်။အဲ့လိုငွေကိုကိုယ်လည်းခိုးလက်ထက်မှာသုံးစဲမှုတွေကအဲ့လိုဖြစ်တယ်။နောက်တော့ကိုယ်ကတစ်ဖက်တူရစားရှိတဲ့ငွေဆိုလို့ရှိရင်လည်းနည်းနည်းစက်ညာတတ်တယ်အဲ့အချိန်မှာနော်။ငွေကြေးနဲ့ပတ်သက်ပြီးတော့အခက်အခဲလေးတွေကြုံရတတ်တယ်ရစားရှိမဲ့ငွေလေးတွေလည်းရက်တန့်နေတတ်တယ် ဒါမျိုးတွေပြောချင်ပါတယ်နော်အဲ့တော့နမိတ်ကပြားလေးကတတာဝါဆိုတဲ့ကပြားလေးဖြစ်ပါတယ်မျောစင် ကပြားပေါ့မိုးချုပ်ပြမျောစင်ကပြားလို့ဖြစ်တယ်နော်အဲ့တော့ဒါကဘာလဲဆိုလို့ရှင်ငွေကြီးလက်လက်ပတ်နေရာမှာနော်ဒီဇင်ပါလကုန်ကန်နေအတွင်းမှာဖြစ်တတ်ပါတယ်နော်နောက်ဒီဇင်ပါလကုန်ပြီးရဲ့နောက်နော်ကုန်ပြီးရဲ့နောက်စကုမဖူးပေါ့နော်26နှစ်ကုန်တဲ့ နှစ်ကုန်ကြားပေါ့နော်ဒီဒီဇင်ဘာလတလလာလုံးဝအပိတ်လို့ပြောမှဖြစ်တယ်အဲ့တော့တစ်ခါတည်းမှာနော်ကိုယ့်ရဲ့ကြီးကဲသူနဲ့ပတ်သက်ပြီးတော့စဉ်းညစ်စရာလေးကြုံမယ်ကြီးကဲသူနဲ့ပတ်သက်ပြီးတော့စဉ်းညစ်စရာကြုံမယ်နောက်တစ်ခုကလူမင်းပြဒနာလေးတွေဖြည့်ရှင်းရတတ်တယ်လူမင်းပြဒနာလေးဖြည့်ရှင်းရတတ်တယ်နော်သာသမီနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းအထက်လူကြီးနဲ့အောက်လက်ကရကြားမှာအဆင်ပြေမှုတွေပြဿနာလေးတွေ ရှိရတတ်တယ်။အဲဒီတော့ဒီဇင်ဘာလအဆုံးမှာတော့ကုန်ဟိုဒီဇင်ဘာလကုန်သွားတဲ့အချိန်ပေါ့နော်။ဒီနေ့ဒီစိတ်နောက်ဆက်ပြီးဝင်လိမ့်မယ်။အားရရတော့တအမ်ပရာလို့အမည်ရပါတယ်။သူကကျတော့ဘယင်လို့ခေါ်ပါတယ်နော်။ဧကရစ်ဆိုတဲ့ကပ္ပားပေါ့ဧကရစ်ဆိုတဲ့ကပ္ပားတော့ကြီးခဲ့သူနဲ့အောက်လငယ်ရာကြားမှာဟိုပြရဏလေးကြီးလူမွေးပြရဏလေးကြီးဒါမျိုးတွေကျွမ်းတတ်တယ်နော်။ ဲ့တော့ဒီလကုံပေါ့နော်ဒီဇင်ဘာလကုံနှစ်ကုံလေးတော့နည်းနည်းလူမွေးနောက်ဆက်ပြီးကျွန်တော်တက်တယ်လို့ပြောချင်ပါတယ်အဲ့တော့ရေရာရီနဲ့ဆိုလို့ရှိရင်ဘာဆောင်းထားမလဲဆိုတော့ဒီတဏ္ဍာသာသမီအနေနဲ့ကလည်းဒီစန္ဒရာပိုင်းမှာတွေ့အကောင်းဆုံးထွန်းထွက်ခြင်းလို့ပြောမှဖြစ်တယ်။ကောင်းတဲ့ဘက်ကတော့60လောက်ဖြစ်ပြီးရောအညာဘက်က40လောက်ဖြစ်တယ်ပေါ့နော်။အဲအဲ့လိုမျိုးတွေ။ဒါပေမဲ့ကြီးကြီးမားမားရှက်စားရှိရဆိုလို့ရှင်လေ အမျိုးလင်းမဲ့နဲ့ရစေရလာစရာ ရှိတဲ့ဥစ္စာပစ္စည်းကြီးကြီးမားမားဝင်လိမ့်မယ်နော်ဒါပေမဲ့ငွေကြီးနဲ့ပတ်သက်လို့ရှိရင်ရုပ်ပြက်ကိုမထင်ထားတဲ့ငွေတော့ချရရတဲ့ကိစ္စရမျိုးတွေလေဒီနှစ်ကုန်ကနေမှာပေါ်ပေါက်တတ်ပေါ်ပေါက်လာတတ်တယ်ဒါလေးတို့ကျွန်တော်ဟိုထပ်ပြီးတော့3ပေးချင်းဖြစ်ပါတယ်နော်အဲ့တော့ရရရမှာဖျားကိုယူလေးမျိုးဈေးယူပဲယူနှမ်းယူဘာဖြစ်ဖြစ်ယူလေးမျိုးဖျားကိုယူပါနော်နောက်တစ်ခုက တကုပါဝါစဝင်း infinity တကုပါဝါစဝင်းဆိုလူရည်ပါလေနော်တကုပါဝါစဝင်းပေါ်မှာအာဖျောင်းနိုင်မိထွန်းမှာဖျောင်းနိုင်မှာ အလဲမှာပဲမိထွန်းမှာ joint set ရဲ့အလဲမှာမိထွန်းမှာအလဲတက်တက်မှာမိထွန်းမှာနော်အဲ့တော့ဒီကံပြားမှာတကုပါဝါစဝင်းဆွဲမယ်အလဲတက်တက်မှာဖျောင်းနိုင်ထွန်းမယ်အဖြူရောင်မဲ့ထွန်းမှာအဖြူရောင်မဲ့ထွန်းမှာနော်မြတ်တမှုညင်ညွတ်မှုအညာနေ အညာနဲ့ကိုရှိကိုမလာအောင်ကောက်ွက်ပြီးတော့ကောင်းတာတွေကိုရှိကိုစိတ်ဝင်ဖို့ဆိုတဲ့တဘောမျိုးကိုကျွန်တော်ကရှိရစတိုက်ပြီးထွက်မှာနော်အခုပါပါဆွေးနွေးပေါ်မှာဖျောင်းနိုင်မိထွက်မှာရှိရစတိုက်မိထွက်မှာအဲ့လိုရရရာလိုအဲ့လိုရရရာလေးတွေချွတ်တင်ပြီးတော့ပြုတ်လုထားပါဒီဇင်ဘာလအတွက်အဲ့တော့အထူးဒီကိန်းထဲမှာဆိုတဲ့အခါကျတော့ဒီပါပေါ့နော်အခြေအိမ်တော်ရင်းနဲ့ပတ်သက်လို့ရှင်နည်းနည်း ဟိုဒိတာဒိတာလို့ပြောမှာဖြစ်ပါတယ်နော်အခြေအိမ်အောင်ရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေဒီစန္ဒလာပဲနဲ့မှာဒါလေးကိုပြောချင်ပါအဲဒီတော့အကြောင်းအပြင်ဘလို့ဘာတွေအကျိုးပေးလဲဆိုလို့ရှင်အစိမ်းရောအဖြူရောအကျိုးပေးပါတယ်အနေရောအကျိုးပေးပါတယ်အစိမ်းရောအဖြူရောအနေရောအကျိုးပေးပါတယ်ဘဏ္ဍအပြင်လေးရယ်နောက်တစ်ခုက၃ရယ်တက်ကဲအကျိုးပေးပါတယ်ခဏအပြင် 431မှတ်ထားမယ်နော်ခဏဖြင့်431အဲ့တော့နေကောင်းနေမြတ်တွေကနော်ဗုဒ္ဓဟူးနေ့ရယ်တနင်္ဂနွေနေ့ရယ်အင်္ဂါနေ့အဲ့နေ့ဒီကြိုးပြီးမှဖြစ်ပါတယ်နော်ဒိဋ္ဌာလေးတွေလည်းလုတ်စီကျင်ပါတယ်လောကဝိတုပရိပတ်ရေဘယ်နှပတ်ပဲဖြစ်ဖြစ်ဒီကာတာလေးလောကဝိတုဂုဏတော်လေးကို ဆောင်ထားပါကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာ လောကဝတ္ထုမြင်သွားမှာလောကဝတ္ထုလိုရွတ်သွားပါလောကဝတ္ထုလိုရွတ်သွားပါနော်အဲ့လိုနေ့တွေလှုပ်ထားခြင်းအတွက်အားလုံးအဆင်ပြေလာပါလိမ့်မယ်နော်ကြီးမားတဲ့ကိစ္စတွေပြီးငယ်ပြီးတော့တချို့ပြဿနာလေးဒီဒီမွားလေးဆိုရင်လည်းပတ်ပြတ်သွားပါလိမ့်မယ်ဒါလေးကိုကျွန်တော်ဟောပြောပေးလိုက်ကြပါတယ်တနင်္လာသာသမီကျွန်တော်မိတ်ဆွေများအားလုံးသိချင်တာချင်းကိုကြီးကျမ်းမှချင်းပြည့်စုံကြပါစေလို့စတောင်းမြစ်တာကုသပေးလိုက်ပါခင်ဗျာ